Hello အားလုံးပဲမင်္ဂလာပါ CCF တက်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ application တစ်ခုကို download လုပ်လိုက်ပြီးတဲ့နောက်မှာရွှေငွေပေါင်း40မီလီယံကျော်လိမ်လည်ခံလိုက်ရတဲ့အကြောင်းကို ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဖူတန်ပြည်နယ်ဟုတ်တော်မျိုးမှာနေထိုင်ခဲ့တဲ့လေသမားအမျိုးသမီးတယောက်ကသူ့မှာထူးဆန်းတဲ့အလေးတစ်ခုရှိတာကသူကတပတ်မှာနှစ်ချိန်သုံးချိန်လောက် သူ့ရဲ့ကိုပိုင်း၃ဘိန်း၇ဘိန်းပေါ့နော်အဲ့၇ဘိန်းကိုတွန်းပြီးတော့အဲ့၇ဘိန်းပုံမှာစက်ကူဖားတွေကိုတင်ပြီးတော့သူကတွန်းပြီးသွားလေရှိတယ်လူတိုင်းမတကြံကြော်က ပြောင်းနေတယ်ပြီးတော့အဲ့ပြောင်းနေတဲ့ပမာဏကိုရှာလိုက်တဲ့အခါမှာသူတို့ကုမ္ပဏီရဲ့ list ထဲမှာမရှိတဲ့ကုမ္ပဏီတစ်ခုကိုငွေလွှဲထားတာကိုသူတို့ကတွေ့ရတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီ account manager သူကချက်ချင်းပဲဒီငွေကဘာကြောင့်အဲ့လိုလွှဲလိုက်လဲဆိုတာသိဖို့အတွက်ဒီတာဝန်ရှိတဲ့ accountant တွေကိုသူကပြောတဲ့အခါမှာတာဝန်ရှိတဲ့သူကနှစ်ယောက်ရှိတယ်ရင်းနဲ့တူလာတဲ့တယောက်ရဲ့ဒီလျှောက်ကျန်းရေပေါ့နော်အဲ့အဲ့အချိန်မှာလျှောက်ကျန်းကဂျုံကနေခွင့်ယူလာတဲ့အခါမှာသူတို့ကအရန်လန့်သွားတယ် ဆိုတော့ငွေရလဲပြောင်းနေတယ်တာဝန်ရှိတဲ့သူကလည်းမရှိတဲ့အတွက်ကြောင့်ဒီ accountant ကရဲကိုခေါ်ပြီးတော့ဒီရှောက်ကျန်ရဲ့အိမ်ကိုလိုက်လာခြင်းဖြစ်တယ်အိမ်ရောက်တဲ့အခါမှာရှောက်ကျန်ကသူကမငြင်းဟုတ်တယ်ဒါငါကဒီငွေတွေကိုခဏလှည့်သုံးထားတာဆိုပြီးတော့သူကပြောတယ်ဒီ TUB မှာဆိုလို့ရှိရင်ဒီ ဖြစ်လေဖြစ်ထားရှိတာပေါ့နော်ဒီ account တက်တော်တော်များများသူတို့ကဘာလုပ်လဲဆိုတော့ company ငွေကိုသူတို့ကတစ်ဖက်လက်နဲ့ယူသုံးတယ်ယူသုံးပြီးသူတို့က share တွေဝယ်ပြီးတော့ share ကစားကြတယ် share ကစားပြီးတော့ company မသိခင်သူတို့ကပြန်ထည့်တယ်အကယ်၍ company တိသွားတဲ့အခါကျရင် အဲ့ခါမှာရှောက်ကျန်းပြောတယ်ငါယင်းနှိမ့်နှံမှုတစ်ခုလုတ်ထားတာငါစုစုပေါင်းယင်းနှိမ့်နှံမှုလုတ်ထားတဲ့ငွေက38မီလီယံရှိတယ်ငါအမျက်ပြန်ရမှာ10မီလီယံပြန်ရမှာငါ့ကိုတစ်ဖက်ကလည်းတစ်ဖက်က customer service ကငါ့ကိုပြောထားတာဒီနေ့ချက်ချင်းလွှဲပေးမယ်လို့ပြောထားတယ်ဘန်နဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးလည်းငါ့ကိုပေးထားတယ်သူကရဲအုပ်လို့ပြောတယ်နင်တို့စိတ်မပူနဲ့ခဏလေးပဲစောင့်ပေးပါငါပတ်စံရတာနဲ့ company ငွေကိုငါချက်ချင်းပြန်ပေးပါပြန်ပေးပါမယ်ပေါ့သူကအဲ့လိုပြောတယ် အဲ့ဒါနဲ့ရဲတွေက okay အဆိုလို့ရှိရင်နင်းရင်းနှီးမြုံလန်လိုက်တဲ့ကုမ္ပဏီကဘယ်ကုမ္ပဏီလဲငါတို့ပြပေါ့နော်အဲ့ခါမှသူကသူနဲ့တဖက် customer service ကဆက်သွယ်တဲ့အမျိုးသမီးရဲ့ဖုန်းနံပါတ်သူ့ရဲ့နာမည်ကကျိုးထင်းလို့ခေါ်တဲ့အမျိုးသမီးရဲ့ဖုန်းနံပါတ်ကိုသူကဆက်လိုက်တယ်ဆက်လိုက်တဲ့အခါမှာတဖက်ကဆက်ပိတ်သွားပြီး အော်တစ်ဖက်ကစက်ပိတ်သွားရင်ဆိုတော့ရဲတွေကပြောရင်ဒါနင့်ကိုလိန်လေတဲ့သူပဲဒါပေမဲ့ तू ကလက်မခံအောင်ဒါလိန်တာမဟုတ်ဘူးဒါငါတောက်လျှောက်လုပ်ခဲ့ပြီးွားပြီးအကုန်အစင်ပြေတယ် तू ကအဲ့လိုယုံကြည်နေတော့မဲ့ तू လိန်ခံနေရတယ်လို့သူ့ကို तू အယူလို့သူ့ကို तू မပြောချင်ဘူးကွာသိရမလားအဲ့နဲ့ तू ကလုံးဝငါလိန်ခံရတာမဟုတ်ဘူးငါတို့မှာ group chat ရှိတယ်အဲ့ group chat ထဲမှာငါတစ်ချက်မေးကြည့်မယ်ဆိုပြီးတော့ तू ကသူ့ကို WeChat group ဖွဲ့ပေးထားတယ်ဆိုတော့ group chat ကို तू ကဝင်ကြည့်လိုက်တဲ့အခါမှာလဲ WeChat မှာ तू ကမရှိတော့ဘူး အဲ့ချိန်မှာသူကလုံးဝရဲရီကကောက်ချက်ချလိုက်တာနင်သာအလင်ခံရတာနင်ဘာဖြစ်ခဲ့လဲဆိုတာကိုငါတို့ကိုအသေးစိတ်ပြန်ပြောပြလို့ပြောတဲ့အခါမှာရောက်တန်းကသူ့ရဲ့ဒီလုပ်ငန်းစတင်ခဲ့ပုံကိုသူကပြောတယ်တဲ့ရမှာသူကညာပိုင်းဖုန်းသုံးနေရင်းနဲ့မှာသူက website တစ်ခုကိုသူကရှာတွေ့ခဲ့တယ်။အဲ့ website ကပုံ website ဒီအပြာကားကြီးရဲ့ website ပေါ့နော်။ပုံ website ကိုသူကရှာတွေ့တဲ့အခါမှာသူကအဲ့ လင့်ထဲကိုသူကဝင်လိုက်တာဝင်လိုက်တဲ့အခါမှာဂျီလိဆိုတဲ့ application ကသူ့ဟာသူ့ဖုန်းထဲကို download လုပ်ပြီးတော့ကြာလာတယ် ဲ့နဲ့ဒီ application သူ့ phone နဲ့ရောက်တဲ့အခါမှာလေသူကအဲ့ application တခုဘာ application လဲမသိဘူးဆိုသူကအဲ့ application နဲ့ဝင်ကြည့်တယ်ဝင်ကြည့်တဲ့အခါမှာအဲ့ application က phone ကရကြည့်လို့ရတဲ့ application ပေါ့နော် application မှာဆိုသူကအစင်းစင်းနဲ့ရှိတယ်အဲ member member အောင်မှာ gold တို့ platinum တို့အဲ့လိုအစင်းစင်းနေရှိအဲ့မှာမှာသူကငွေရင်းနှီးမြှုပ်နှံလို့ရတယ် level ဘလောက်ထိရောက်ပြီဆိုရင်တော့ဘယ်လိုမျိုးလုပ်လို့ရလဲနောက်ဆုံးဆို level 40ရောက်ပြီဆိုလို့ရှိရင်ဒီမြို့မှာရှိတဲ့ဥမာသူကဒီ စမ်းသုံးပါနေရဆိုစမ်းသုံးပါရှိတဲ့အမျိုးသမီးတယောက်နဲ့အိတ်လို့ရတယ်အဲ့လိုအဆင်နေပေါ့နော်ဒီ application နဲ့မှာ तू ရေးထားတယ်ပြီးတော့ဒီ application နဲ့ကို तू ဆောက်ဝင်တာနဲ့တစ်ဖက်က customer service ဖြစ်တဲ့ဒီကျိုးချင်းဆိုတဲ့အမျိုးသမီးကဒီ application မှာ तू နဲ့ deal လုပ်တယ်ပေါ့နော်ဆက်သွယ်ပြောဆိုရတယ်ဒီ customer service က तू ဖြစ် ဆိုတော့အဲ့မှာတော့ application စောက်ပြီးတဲ့ခါမှာတော့စမ်းကြည့်တာပထမဆုံးအကြိမ်နည်းနဲ့တော့ဒီ yuan 30ကို first investment အနေနဲ့ထည့်လိုက်တာပေါ့နော် yuan 30ထည့်ပြီးတဲ့ခါမှာတစ်ဖက်ကအချက်ချင်းပဲ yuan 50ပြန်ပေးတယ်အဲ့ဒီ yuan 50ကလည်းလုံးဝအစစ်အမှန်သူ့ဘဏ်ထဲကိုတောက်လျှောက်ပြန်ရောက်တာအဲ့ဒါနဲ့တော့အကြိမ်သူက yuan 1000ထည့်လိုက်တယ်1300ပြန်ပေးတယ်အဲ့ဒါနဲ့သူကအေးငွေကရတာဒီလောက်ထိလွယ်ပါလားဘာမှလည်းလုံးဆရာမလို့ investment လေးထည့်လိုက်ရုံနဲ့ profit ပြန်ပေးတယ်အဲ့ဒါနဲ့သူက သူရဲ့ပထမရွယ်ချက်ကကြတော့ဒီ level 14ကိုတွားမယ်တွားပြီးလို့ရှိရင်ကောင်းမလေးတယောက်နဲ့တွားအိတ်မယ်ဆိုတော့အစီအစဉ်ပဲသူ့မှာရှိတာဒါပေမဲ့ငွေကတွင်းလိုက်တိုင်းငွေရတယ်တွင်းရတွင်းလိုက်တိုင်းကိုငွေရတယ်ဆိုတော့အတွေ့လည်းသူ့မှာရောက်တော့အော်ဒီလိုနီးနဲ့ငွေရှာလို့ရပါလားဆိုပြီးတော့သူကအဲ့ဒီမှာစပြီးတော့ငွေကိုနည်းနည်းလေးတွင်းလိုက် profit ရလိုက်အမှတ်တပေးတယ်အဲ့ group ကလူ9ယောက်ရှိတဲ့ group ပေါ့နော်ဒီ south town အပါဝင်တခြားလူ၄ယောက် ပါတယ်လူ9ယောက် group တဲ့ကိုသူ့ကဒီလူ၄ယောက်ကလည်းလူလိန်နေပြီအကုန်လုံးဒါပေမဲ့ तू ကတော့အဆင်မှလို့ तू ထင်းနေတော့မယ်အဲ့ဒီမှာတခြားလူလေးယောက်ကသူ့ကိုပြောလဲဆိုတော့အော်ငါတို့ကတော့ဘလောက်ထိပ်ပြီးဘလောက်ရခဲ့တာသူသူယုံအောင်မျိုးမျိုးပြောတာပေါ့နော်အမှန်နဲ့တရက်ကြတော့ဒီလေးယောက်ကပြောလဲဆိုတော့ငါတို့ဒီတစ်ခေါက်တော့ကြီးကြီးမားမားလုပ်ကြမယ်ယွမ်းတသိန်းထည့်ကြမယ်တရက်ကိုယွမ်းနှစ်တောင်းလုံးနဲ့ဆိုပြီးသူ့ကိုဆွဲတာပေါ့အဲ့ဒါနဲ့သူကလည်း okay ဆိုပြီးတော့အမှန်သူယွမ်းနှစ်တောင်းထည့်တယ်ထည့်ပြီးတော့လည်းသူ profit ရတယ် အဲ့လိုရတာပေါ့နော်ရတဲ့ခါမှာနောက်ပိုင်းကျတော့ तू อ่ะအဲဒီပတ်စံကို तू ပြန်ထုတ်ခြင်းလာပြန်ထုတ်မယ်လုပ်တဲ့ခါမှာ application ကဘာပြောင်းသွားလဲဆိုတော့ platinum member ဖြစ်ပြီးတဲ့နောက်အစ်စ်မပေးဘဲနဲ့ point နေပဲဒီ application ထဲမှာနင်းရဲ့ point ရတော့ဘယ်လောက်ရှိတယ်အဲ့ point ရကတော့ငွေသားနဲ့လင်းမယ်ဆိုရင်ဘယ်လောက်ရမလဲအဲ့အဲ့လိုပုံစံမျိုးပဲပေးတာကွာ point အနေနဲ့ပဲတကယ်ငွေအစ်စ်မလာတော့အဲ့ဒီမှာ तू ငွေပြန်ထုတ်ခြင်းတဲ့အခါကျတော့ तू ဒီ 昨天我都还表了啵，我这边投钱，我不然不然我那边录进来，我,不我都表来看嘛。昨天也把表来去了。啊，过去嘛，因为偷没说流行，偷路没呀？我，我，你不是原来在偷钱的说流行，你原来在台上嘛？哎，那时候偷路也没。你原来在偷钱的说，那他原先在台上嘛？也不想我偷路也没，多六六的。百万要回来，就再往里打几百万,万，就变成上千万，他就慢慢这么积累起来。我两万多了，忙台来就行了。 ရမယ်ပမာဏငါရဲ့ငါးနှစ်စာအလုတ်လုတ်ရတဲ့ပမာဏနဲ့ညီမျှတယ်ဆိုတော့အဲ့လိုတွေးလိုက်တာအဲ့ဒါနဲ့သူကအဲ့ဒီနေရာမှာရင်းနှီးမြှုပ်နှံမှုအတွက်ဆိုပြီးတော့ သူမိဘတွေရှိရရဲ့သူတငယ်ချင်းတွေရှိရအပေါင်းအသင်းတွေရှိရနေပြီးတော့သူကငွေတွေလိုက်ချီးတာချီးလိုက်တဲ့ငွေစုစုပေါင်းကယွမ်9သိန်းရတယ်အဲ့အပြုံမှာသူပစံနဲ့ထည့်ပေါင်းလိုက်တော့10သိန်းပေါ့နော်အဲ့အပြုံမှာသူကကုမ္ပဏီမှာအကောင့်တဲ့ယာတို့နဲ့လုပ်တဲ့အခါကျတော့ကုမ္ပဏီမှာအဲ့လိုဘုံရံဘုံငွေဆိုပြီးရှိရပေါ့ဟိုလိုအပ်တဲ့နေရာမှာသုံးဖို့ထားတဲ့အဲ့ဒီရံဘုံငွေကိုသူကတစ်ဖက်နဲ့လှည့်ယူလိုက်တယ်ကုမ္ပဏီကလည်းလက်ရှိမှာဒီငွေရမတုံးသေးဘူးဆိုတော့သူကအဲ့ဒီမှာကုမ္ပဏီကနေပြီးတော့ဒီဘက်ကလည်းအချက်လက်အကုန်လုံးသူ့ကိုပေးတယ် လုံးအဲ့အချက်လက်တွေကကြည့်လိုက်ရင်လုံးဝတကယ် data အမှန်တည်းပဲဘန်အချက်လက်ဟောသူ့ရဲ့ ID number အထောက်လက်အထောက်အထားချက်လက်မှာအကုန်ဘန်နဲ့ပတ်သက်တဲ့ဟာမှန်တမျ document အကုန်လုံးသူ့ကိုပြရတယ် online ရနေပြီနေ့အချက်လက်တွေကအကုန်ပြင်ဆင်ပြီးသွားပြီဒီနေ့မှာတော့ရတော့မယ်ခဏလေးပဲစောင့်ပေးဘန်လူတွေဘန် manager တွေကဒါကိုစီစစ်မှန်လားမမှန်လားစီစစ်နေတယ်အဲ့ဒီအတွက်ကြောင့် ခဏလေးစောက်ပြီးဆိုပြီးသူ့ကိုပြောတယ်။ "तू อ่ะအဲ့ရက်မှာအလုံးမသွားဘဲနဲ့အိမ်မှာစောင့်နေတယ်။ तू तू อ่ะကြတော့သူ့အတွင်းမှာကဒီပတ်စံရပြီဆိုတော့ပတ်စံယူသွားပြီးတော့ company ကိုပြန်သွားလိုက်ရတယ်။ဆိုတော့ရဲတွေကဒီအကြောင်းအရာကိုတိတိချင်းပဲဒါကငွေလိမ်လည်မှုဆိုတာသူကတိရဲ့အတွက်ကြောင့်ဒီလုံကြုံရေးယူွားနေပြီးတော့တန်းစင်းလာပြီးတော့ဒီအမှုကိုသူတို့လိုက်ကြတယ်။အမှုစလိုက်တဲ့အခါမှာသူတို့ကပထမအဦးဆုံးဒီ application ကိုရှာတာပေါ့။ လုံးဝ application က online မှာလုံးဝမရှိတော့ဘူးဒါပေမဲ့ရဲတွေကတော့သူတို့ရဲ့ server အနေနဲ့ပေါ့နော်သူတို့ရဲ server နဲ့ share တဲ့အခါမှာဒီ application ကချမ်းတူမြို့မှာဆိုတာသူတို့က share တွေ့ခဲ့တယ်အဲ့လိုနဲ့လာဝက်လောက်ကြာတဲ့အခါမှာနာမည်ကိုသူတို့ကအဲ့ တောက်လျှောက်ပေါ့နော်စင်းမြစ်လိုက်တဲ့အခါမှာသူ့ရဲ့နာမည်အရင်းက share shop fan ဆိုတာကိုသူတို့ကသိလိုက်ကြတယ်အဲ့ဒါနဲ့အဲ့ဒီ share shop fan ကလည်းလက်ရှိမှာဒီပြည်တွင်းမှာမဟုတ်ဘဲနဲ့ပြည်ပမှာရှိနေရဆိုတာကိုလည်းသူတို့ရဲ့ data အရာသူတို့သိရပေါ့နော်အဲ့ဒါလည်းသူတို့ကဒီဒီ CK fan ကိုသူတို့ကစောင့်နေတာပေါ့အဲ့ဒီအပြုံကထပ်ပြီးပါသိလဲဆိုတော့ဒီဒီလူလိန်ခိုင်းကရှန့်ရှီ group နဲ့ဆက်ဆက်နေရဆိုတာလည်းရဲတွေကသိလိုက်တယ် အဲ့လိုနဲ့သူတို့ကလာအနှဲငယ်ကြတဲ့အခါမှာဒီ CK fan ကတရုတ်ပြည်တဲ့ပြန်ဝင်တော့မယ်ဒါ vibe ကိုတည်တည်မဟုတ်ဘူးเนาะအဲ့ဒီအချိန်မှာ၃ချိန်မြောက်ဒါ၃ချိန်မြောက်ဖမ်းတာပထမဦးဆုံးအချိန်ကသူကမြို့တွေမှာဖမ်းတာ198ယောက်ဖမ်းတယ်ဒုတိယအချိန်က CK fan ကို ဖမ်းတယ်အခုတတိယအကြိမ်ကဒီဒီအဖွဲ့ဝင်ခေါင်းဆောင်နဲ့အဖွဲ့ဝင်ခုနှစ်ယောက်ကိုဖမ်းတယ်ဒီဖမ်းတဲ့အချိန်မှာဆိုသူတို့ကသူတို့ရှီကဒီတဲ့ဘုရားသခင်ဆိုဝမ်းကျွမ်းလို့17ရက်တဲ့တာနကိုချင်းကိုဝမ်းကျွမ်းချောင်းပြီးဝဲခိုင်းဝမ်းကျွမ်းထူလာကမှုချောင်းတော့ကျွမ်းလို့17ရက်တော့ထူလာကချောင်းတယ်ဒီမှုစုံဒီမှုကျွမ်းတော့ပါစတဲ့ကျွမ်းတယ်အဲ့ပြေကိုမှသူတို့ကထမ်းရှောင်းရဲ့ driver ဒီ boss ရဲ့ driver ရဲ့မှတ်စုစာအုပ်ကိုသူတို့ကရှာတွေ့လိုက်တဲ့အခါမှာသူတို့ကဘာတွေ့လဲဆိုတော့သူကသူကမှတ်စုမှာသူ့တရေရဲ့အတုံးကျိတ်တို့သူကရေးထားတာ အဲ့ဒီမှာသတိရဲ့တလစာအတုံးစရိတ်ကယွမ်မီလီယံနဲ့ခြေပြီးရှိတယ်ဆိုတော့အိမ်ငွေတွေကိုသူဘယ်ရရလဲဆိုတာကိုပြန်ပြီးစစ်လိုက်တဲ့အခါမှာသူကအိမ်ငွေတွေကိုသူ့ရဲ့အမရဲ့ယွာကိုသူကလွှဲပြီးပေးထားတဲ့အတွက်ကြောင့် သူ့ငွေကုန်ပြီဆိုလို့ရှိရင်သူ့ရဲ့ driver ကသူ့အမရွာကိုသွားယူပါတယ်ကိုပထမဦးဆုံးမှာပြောထားတယ်ဖူတန်ပြင်းနဲ့ခူးထုံမှာရှိတဲ့လက်သမားအမျိုးသမီးဆိုတာ boss ရဲ့အမဖြစ်တယ်ဆိုတော့အဲ့ဒီအမကလူတွေမသိအောင်လို့သူကပတ်စံမျိုးချက်ဖာကြီးထဲမှာထည့်ပြီးတော့သူ့မောင်လို့လို့ 拉单位手里钱多，二十倍呢都不要，二十倍不嘛，只怕的嘛不趁你贴不着，多多少补了，爱干巴少。不然呢，都 <noise> 话，你没有这么爱用，都不要嘞，都话不趁你增加嘞。有两种箱子，一种箱子一个箱子里边能装一百七十万，一种箱子也能装一两万左右。他家里放现金的时候，放的最多的时候，就达到了一百二十亿。 ဆောင်ဝင်ကြည့်ချင်ပေါ့ဒီအမှုတွေအကုန်လုံးကင်တွယ်လို့ပြီးတဲ့အခါမှာကျတော့ရဲတွေကဒီနစ်နာသူတွေရဲ့ပတ်စံတွေကိုရဲတွေကဒီပြန်ပြီးတော့ခွဲပေးတယ်ပေါ့နော်ပြန်ပြီးခွဲပေးခဲ့တယ်ပြီးတော့ဒီရှောက်တန်းကိုကျတော့ကုမ္ပဏီရဲ့ငွေကိုလိမ်လည်မှုကြောင့်1000နှစ်ချမှတ်ခဲ့တယ် ဒီအမှုမှာဆိုလို့ရှိရင်ကိုရီမြန်မာမှာ ဖြစ်နေတဲ့အကြောင်းအရာတွေအများကြီးနဲ့အယံကိုတိုက်ဆိုင်နေပေါ့နော်။အားထောင်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ပထမဟိုမလုံးပေးသလိုမျိုးပေါ့နော်။30ထည့်ရ50ရမယ်။100ထည့်ရ130ပေးရဲဆိုတဲ့ဟာတွေကအခုဟိုကိုတီးတလောက်ကဒီ Telegram group မှာကျင်လာတဲ့ slot gain တို့ငါးပြစ် gain တို့ဘာလို့မှာသူတို့ပြောတဲ့အညံ့မြမြရမယ်တို့ဘာလို့ပြောတဲ့ဟာတွေကလေပြီးလူလိန်တဲ့သူတွေကပထမအုံးဆုံးဒါမလုံးပေးမှာပဲကွာသိလား။ 咪龙皮咧，下沃个个上部又咪来得沃，伊样一只事咧沃，喏，所以。 လိန်နဲ့သူကတော့ဘသူမှတော့သူတို့ဘက်ကနစ်နာအောင်မလဲဘူးပထမအဆုံးမလုံးပေးပြီးတော့ဆွဲခေါ်ဆွဲခေါ်ဆွဲခေါ်ပြီးလို့ရှိရင်ကို့မှာရှိသည်မြတ်အဟာအကုန်လုံးကုန်ပြီးတော့လူတွေရဲ့လောဘကိုသူတို့ကအဲ့လိုမျိုးကစားကြတာပေါ့နော်အဲ့ဒါဆိုတော့အခုဗီဒီယိုနားထောင်ရင်းနဲ့လည်းအခုကြည့်နေတဲ့တငယ်ချင်းတွေပေါ့နော်ဟောကိုယ့်ရဲ့ပဝန်းကျင်မှာပဲဖြစ်ဖြစ်ကိုကိုယ်တိုင်ပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုပေါ့နော်ဒီငါဟာဒီကြားဖြတ်နေရဲ့တားကောင်ဖြစ်နေပြီလားဆိုတာကို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 ဟောစမ်းစစ်ရင်းနဲ့ပဲပေါ့နော်ကြားဖြတ်နေရဲ့တားကောင်မဖြစ်ဖို့စမ်းနာပြ ရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါသေးရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ချင်းအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် bye bye